မဟာမိတ်ဖွဲ့ထားတဲ့ကိုကန့်တက် MNDA နဲ့ရှမ်းမြောက်ကလာရှိုးမြို့နယ်မှာဇွန်လ၁ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းကိုကန့်တက်ဘက်က၈ဦးသေဆုံးခဲ့တယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSC ကနေတွင်ချင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ SSPP ရဲ့အဆိုအရကင်းလက်နေတဲ့သူတို့တပ်ဖွဲ့ဝင်တွေကိုကိုကန့်တက် MNDA ကလာရှိုးမြို့နယ်နားလိုက်ကြီးပါနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ကိုကဘမှာတိဆုံးသူတွေဒါမကဘဲနဲ့ဒဏ်ရာသွားသူတွေလည်းရှီတောင်းရှမ်းတက်ကဆိုပြီးတော့အောက်ခြေမှာနှစ်ဖက်တက်တွေထိတွေ့ဖြစ်ခဲ့ကြတာဖြစ်ကြောင်းအသေးစိတ်မပြောနိုင်ကြောင်း SSPP ထိပ်ပိုင်းကောင်းဆောင်သူကဆိုပါတယ်။ညနေပိုင်းမှာလည်းအင်အား100ကျော်ရှိတဲ့ကိုကန့်တက်တွေဟာဟန်နာရောက်ကိုဆက်ပြီးတော့ထိုးစစ်ဆင်ခဲ့တဲ့အတွက်တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ SSPP ကဆိုပါတယ်။ဒေသခံတွေကတော့ဟန်နာရွာနဲ့အနီးကနန်းလုံရွာတွေမှာနှစ်ဖက်တိတိတိုက်ပွဲတွေဖြစ်ကြတာလို့ပြောကြပါတယ်။ဒီလိုဖြစ်တာကြတော့ကျွန်တော်ရွာကဘာ 都蛮老贵的，恁读书的要恁对待我，俺哪能？我我，恁国家这么啊，样，恁都按数量先几样，这个第二嘛嘞先几样，我 Test, 不管那的家庭嘛一样，对吧？俺们有俺们有品质，俺恁都嘛的，都是第一深产的，对吧？生的有，都是近了有质量的，不管呢，一样得到的，里面的生产出来的土地了，哎，有哪，还有物价了，啥个标的了，都拆迁的这个不，两个便宜土地。 တယ်အဲ့ဒါဒီတဲ့ဆိုတော့လည်းတော့မကြောက်ဘူးနံပါတ်1အတန်းဖြစ်လာတယ်တိုက်ပွဲတွေကြောင်းဟန်နာရွာနတ်လုံရွာနဲ့ဟိန်းလွန်ရွာတွေကဒေသခံတွေဘေးလွရာကိုထွက်ပြေးခဲ့ရပြီးတော့ဇွန်လ2ရက်နေ့မနက်မှာတော့နေရပြန်ခဲ့ကြတယ်လို့ဆိုကြပါတယ်တိုက်ပွဲဖြစ်ထန်တဲ့နန်းလုံရွာမှာ MNDA ဘက်ကတိကျတေဆုံးမှုရှိခဲ့တယ်လို့ဖြစ်စဉ်အခြေအနေသိရှိတဲ့ဒေသခံနောက်တယောက်ကပြောပြပါဗျာ တိုက်ပွဲချင်းနေနဲ့ပတ်သက်ပြီးတော့ MNDAA ဘက်ကသတင်းထုတ်ပြန်တာမရှိသေးသလို MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကိုမြန်မာနိုင်ငံဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်မတုံ့ပြန်ပါဘူး။ဇွန်လ2ရက်နေ့မနက်ပိုင်းမှာတော့ SSPP နဲ့ MNDAA နှစ်ဖက်လုံးစစ်အင်အားတွေထပ်ဖြည့်နေပြီးတော့စစ်ရေးဆက်လက်တင်းမာနေတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ ောက်ရောက်လို့ဒီအထောက်ရောက်ကလည်းနော်မောရှန်ကလေးတွေကိုကစစ်တောက်ပြီးလုပ်တဲ့ဟာတွေကြီးပဲအရွာသားတွေကတချို့လူကနေ့လေကလေးကပြေးတဲ့လူတွေတို့တဲ့ဂျမ်းတက်ကတော့မတားဘူးဘသူသွားတင်သွားတာနဲ့ကိုကံတက်ကလုံးဝသားထားတယ်။အောက်ပေါ်ရွာနေပြီးတော့အောက်ရွာတော့ပြေးမစင်းဘူးအောက်ရွာနေလည်းအပေါ်ရွာပြေးမပြတ်ကျွန်တော်တို့ကြားသိတဲ့လောက်ကကိုကံကပါပြောလေဆိုတော့ဒီမကလွန်းတို့နမ္မတို့ပဲကိုဟိုကလေနောက်ဆုတ်ပြေးကြရတယ်ဆိုရင်သူတို့ကဒီနံပါတ်1နဲ့မူဇေဒီရှာဖက်လီမနေနဲ့လို့ပြောတာဟုတ်ဘလို့ဘလို့တော့အဆင်ပြေတော့မှာလို့အဲ့လိုပြောတာ ရှမ်းမြောက်ဒေသကကြောင်မဲတီဘောနောင်ချိုသိန်းကြီးနန်ခမ်းလာရှိုးမိုင်းရဲတန်ရန်မြို့နယ်တွေဟာရှမ်းပြည်နယ်တောင်ပိုင်းကဝန်ဟန်းရွာအခြေဆိုင် SSPB SSC တပ်တွေလှုပ်ရှားဒေသတွေဖြစ်ပါတယ်။ဒသ29စစ်စင်ကာလာတွင်သိန်းကြီးနယ်လာရှိုးမြို့တွေကို MND တပ်ဖွဲ့ကသိမ်းပိုက်ခဲ့ပြီးတော့နောင်ချိုကြောင်မဲနန်ခမ်းနဲ့တီဘောမြို့တွေကိုတော့ TNL ကသိမ်းပိုက်ခဲ့က SSPB နဲ့မြို့ကိုသိမ်းလိုက်တဲ့တပ်တွေကြားမှာနေမြေညင်းပွားမှုတွေမကြာခဏဖြစ်ခဲ့ပါတယ်။ လက်နက်ကင်တက်တီကြမှာနေမြချင်းဆက်ဆက်မှုပိုင်ဆိုင်မှုတွေမရှင်းလင်းကြပါအခုလိုဖြစ်စဉ်တွေရှိတဲ့ကြောင်းဝိုင်းရနိုင်ငံလိတာသူဦးတန်းစိုးနိုင်ကဆိုပြီးတော့အခုလိုဖြစ်ရတဲ့ခါလဲကိုကန့်တက်ကိုလာရှုကနေထွက်ခွာစေခဲ့တဲ့တရုတ်ရဲ့ဆက်ဖက်မှုနောက်ဆက်တဲ့ကိစ္စတွေလို့ပြောပြပါဗျ။ဒါတွေကတော့ဆက်မကြည့်ထွားအောင်တော့သူတို့ဆက်လက်ပြီးထိန်းသိမ်းပါလိမ့်မယ်လို့ကျွန်တော်တော့ယူဆပါတယ်။နောက်ပြီးတော့အဲ့ဒါဟာသူတို့အထက်ဖွဲ့အစည်းရင်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖြစ်ရှင်းလို့လေထိန်းသိမ်းနေတဲ့အနေအထားဖြစ်တယ်။ ဒါဟာနော်ကျွန်တော်တို့အဓိကအားဖြင့် MND ကိုလာရှုကနေပြီးတော့ထွက်ခွာစီတဲ့ဒီတရုတ်ရဲ့စစ်ဝင်ရောက်ကမ္ဘာမှုကြောင့်ဖြစ်လာတဲ့နေမီညင်းပွားမှုသာဖြစ်ပြီးတော့ပြဿနာကြီးမဖြစ်အောင်ဆက်လက်ပြီးသူတို့ထိန်းသိမ်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခင်နေမီညင်းပွားမှုပြဿနာကြီးနဲ့ပတ်သက်ပြီး2025မေလ3ရက်မှာနှစ်ဖက်တက်ထိပ်ပိုင်းကောင်းဆောင်တွေဟာ UWSA ထိန်းချုပ်ဒေတာပန်ဆန်းမှာညှိနှိုင်းခဲ့ပေမဲ့ပြည်လည်မှုမရခဲ့ဘူးလို့ညှိနှိုင်းမှုအခြေအနေကိုသိရှိသူတယောက်ကပြောပြပါဗျ။ကိုကန်တနက်ရှမ်းပြည်တံပရော်နှဖွဲ့စလုံးဟာပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ဖွဲ့ဝင်တွေဖြစ်ပါတယ်ခင်ဗျာ။